မိမိจิตသူကမိမိထက်သာသော သူတူဖြင့်လက်တွဲသွားသဖြင့်မချစ်တင်ခဲ့ဖြစ်က ရေးထားသောဇလံဒါကုမြအထောက်ကူမပြုပါပယ်တင့်တယ် ပထမဦးသူချစ်သူကိုချစ်လွန်းတော့အသက်ထက်မှာသူနာမည်လေးကိုအသက်ထက်မှာအခရာ မတင်နိုင်တော့ကြိုက်ခေါဖျားပွဲမှာလက်ပေါ်မှာမမမဆိုအခရာတင်ပြီးတော့စလုံးလေးကြီးယူလာရေးထားတာမမမစာပေပေးမှစာမှုဝတ္ထုရှိပထမဆုရှင်စာရေးဆရာတန်လင်းမမောင်ဦး၏ဘဝမှတ်တမ်းတစ်ခုဖြစ်တဲ့တန်ချောင်းဝတ္ထုရေးဖွဲ့ပြခဲ့ပုံများကို ဆရာတန်နေမမဝူဤစာပေဘဝခရီးလံအပိုင်းနှစ်တွင်တင်ဆက်ပြီးဖြစ်ပါရရှင်။ယခုစီစဉ်မှာတော့စာပေရေးသားနေကြတဲ့ဝါသနာရှင်ကလောင်တင်များတရှိမှတ်သားတင်သည်ဆရာတန်နေမမဝူဤဘဝအတွေ့အကြုံများအကြောင်းကိုတင်ဆက်လိုက်ရပါတယ်ရှင်။ကလောင်တစ်တွေအတွက်တော့ကျွန်တော်ပြောချင်တာတစ်ခုရှိတယ်ခင်ဗျ။စန္ဒာမင်ကစင်းမှာဆရာတင့်တယ်နဲ့ ကျွန်တော်နဲ့ဖြစ်ခဲ့တဲ့ဇလန်းအဲ့ဒါလေးကတော့တကယ်ဟိုစာရေးတဲ့မဲ့လူတွေအတွက်မှတ်တင်တဲ့ဟာလေးပါအဲ့ဒါပါလဲဆိုတော့စန္ဒာမယ်သတိမှာကျွန်တော်ရေးတဲ့အချိန်အသက်22နှစ်အသက်22နှစ်မှာဒီရေးတယ်24နှစ်မှာပါတယ်ကျွန်တော်ကပြောနှစ်နှစ်ဆောင်းအောင်သေးတာကိုရွေးထားတာ22နှစ်မှာကျွန်တော်ရေးတယ်24နှစ်မှာစာမှုဝိတုနှစ်ပုတ်ပါတယ်ဝိတုနှစ်ပုတ်ပါပြီးတဲ့အချိန်မှာ သက်24နှစ်ကျွန်တော်ရည်စားထားတယ်ဆိုပါတော့เนาะရည်စားထားတော့ကျွန်တော်အဲ့တုန်းကဆရာဆရာအောင်လင်းရဲ့မောင်မမငိမ့်ဆိုတဲ့ဝိထုကိုဖတ်ပြီးရောအရန်ကြိုက်တာခဏခဏဖတ်တယ်အရန်ကြိုက်တယ်အရန်ကြိုက်ပြီးတော့စိတ်ကူးရင်ပြီးတော့ကျွန်တော်ရည်စားထားတာကိုမမလို့ခေါ်ရတဲ့အရွယ် ကျွန်တော်ရှာပြီးရအောင်ထားတာအဲ့တော့ကျွန်တော်24နှစ်ကျွန်တော်မမက29နှစ်3နှစ်ကြီးရယ်အဲ့ဒီမမနဲ့ကျွန်တော်ချစ်တော့ဒါကျွန်တော်ရဲ့ဘုရင်မနော်ကျွန်တော်ရဲ့ဒါပထမဦးဆုံးချစ်သူသူ့နာမည်မှာမာပါသူကခု꿰လွန်သွားပါ යි 꿰လွန်တော့မကြသေးဘူးသူနာမည်မှာမာပါတဲ့အတွက်သူ့ကျွန်တော်ခေါ်တာမမမာလို့ခေါ်တယ် အဲ့တော့မှာဇာဟိဆရာပြင်းတဲ့လူကဘလို့စိတ်ကူးရှင်လဲဆိုတော့မမမပထမဦးသူချစ်သူကိုချစ်လွန်းတော့အသက်ထက်မှာသူနာမည်လေးကိုအသက်ထက်မှာအခရာမတင်နိုင်တော့ကြိုက်ခေါ်ဖျားပွဲမှာလက်ပေါ်မှာမမမဆိုအခရာတင်ပြီးတော့စလုံးလေးကြီးယူပါရေးထားပြီးမမမအဲ့လောက်တော့ကျွန်တော်တို့ကအယူလေထားတယ်ခင်ဗျ အဲ့လိုမမမအဲ့ဖြတ်ပြောလိုက်အောင်များဒီမမမပြတ်သွားတာအဲ့ဒါလေးထိုးထားပြီးတော့ဒီကျွန်တော်မမနဲ့ကျွန်တော်မညာဘူးပေါ့နော်ကျွန်တော်အဲ့လိုနေနေညငါနေလောက်နေဒီမှာလက်ရှိအိမ်တော်နဲ့ကျွန်တော်နဲ့ညာတော့မင်္ဂလာဥညမှာအဲ့ဒီကျွန်တော်လက်ရှိအိမ်တော်အိမ်တော်ဒီဟာကိုတွေ့လိုက်တော့အဲ့ဒီစလုံးတွေကဘာတွေလဲမေးရောမေးတော့ကျွန်တော်ရောက်ကြပဲပြန်ပြောထည့်လိုက် ငါငငယ်တုန်းကတိုင်းတင်လို့ငါတို့ဆရာကြီးထိုးပေးထားတာစတာပါဝါဟာတော့ကျွန်တော်အဲ့ဒါနဲ့အဲ့ဒီလိုလေးမမမဆိုရည်တော့ပတ်အဲ့လောက်ကျွန်တော်ချစ်ရတဲ့ပထမဆုံးချစ်သူဟာတကယ်တမ်းကျတော့သူတို့အိမ်ကစီစဉ်လိုက်တဲ့တန်လင်းဂျင်နာချက်ဆက်ရောအင်ဂျင်နီယာနဲ့ယူသွားယူသွားတော့ဟိုးတုန်းကကျွန်တော်ကတကယ်တကယ်ဖြစ်ခဲ့တာ တော်တော်ခံစားရတယ်။အာမက်ဒလင်းလေးနဲ့မက်ဒလင်းကကျွန်တော်မတီးတာကျွန်တော်တငငယ်တီးပေးတယ်။အဲကျွန်တော်မမမအိမ်ရှိမှညပဲ။မက်ဒလင်းနဲ့ဆူတောင်းနိုင်သားပြီးဒီမာဒီဘာညာဆိုသူငူတာတကယ်ငူတာမြည်ကြီးကြ။အဲ့ညာတိုင်းဆိုပပငူအဲ့ဒီအကြောင်းကိုကျွန်တော်ကဝတ္ထုရေးလိုက်တာဝတ္ထုနာမည်ကမစိန်သူတို့ပြန်ကြပါလိမ့်တဲ့အဲ့ဒါကိုရေးပြီးတော့စန္ဒာမဂဇင်းမှာ ဆရာတင့်တယ်ကိုသွားပေးလိုက်တော့နောက်တနေ့ကျတော့ဆရာတင့်တယ်ကပြန်ပေးတယ်ပယ်လိုက်တယ်ပယ်တော့မှဟိုကိကဟိုအက်ဒီတာတွေကမှတ်ချက်လေးတွေရေးပေးတယ်ကလောင်တစ်တွေပြင်လို့ရအောင်ဘာလို့သေးလဲဘာဖြစ်နေသလဲညာဖြစ်နေအဲ့လိုလေးပြောအဲအခုကျွန်တော်ကကြာတော့မှတ်ချက်သူဘယ်လိုရေးလိုက်လဲဆိုတော့မိမိချစ်သူကမိမိတဲ့သာသောသူတူဖြင့်လက်တွဲသွားသဖြင့်မချစ်တင်ခဲ့ဖြစ်ကရေးထားသောဇလံ ဘာကိုမျှအထောက်ကူမပြုပါပယ်တင့်တယ်လက်မှတ်ထိုးပြီးအဲ့လိုပယ်တော့ကျွန်တော်တော်တော်စိတ်ထဲမှာတော်တော်ခံစားရရအဲနောက်တနေ့ကျတော့ကျွန်တော်ဆန္ဒမေလင်းသွားပြန်အောင်ဆရာတင့်တယ်ကိုခေါ်ဆရာကြီးသူ့ကျွန်တော်ဆရာကြီးလို့ခေါ်တယ်ဆရာကြီးလက်ဖက်လိုက်တော့ပါဦးအဲဘာလန်းနေရရှူလီကတဖေးဆိုင်မှာတောက်တော့ကျွန်တော်အိုက်ဆမ်ဘလီထုတ်ပြီးတော့ဆရာကြီးဒီဆမ်ဘလီဆရာကြီးပယ်လိုက်တယ်နော်သူကလန့်ချင်းဟုတ်တယ်လေကျွန်တော်ပယ်လိုက်တယ် ဆရာကြီးကိုကျွန်တော်ပြူပြောမယ်။ဆရာကြီးတို့စန္ဒာမဂ္ဂင်းမှာပါထားတဲ့နှစ်ပုဒ်အဲ့ဒါအဲ့နှစ်ပုဒ်ကကျွန်တော်စိတ်ကူးရင်ဇာလန်းစင်ရေးထားတဲ့ဝိတုတွေဟောဒီမစင်းသူတို့ပြန်ကြားပါသည်ဆိုတဲ့ဝိတုကကျွန်တော်ခံစားချက်အပြင်းနဲ့ရေးထားတာဆရာကြီး။ဆရာကြီးတို့စာရေးဆရာကြီးပဲပြောတယ်မဟုတ်ဘူးလားစာတပုတ်ကခန်းစားချက်ရှိပြီးခန်းစားချက်အပြည့်နဲ့ရေးမှပြီးပြင်းတယ်ဆိုကဲဒီကျွန်တော်တော့ပြီးပြင်းလားရှိအောင်လားဆရာကြီးဟောဒီမှာကြည့်ဟောဒီမှာကြည့်ဆိုလှမ်းနောက်ဆုံးစာသိနေတယ် ဟုတ်ဒီမှာတွေ့လားဟုတ်ဒီမှာတွေ့လားဆရာကြီးတဲ့အခုတော့ဖောင်ဒင်းနဲ့ရေးရတာဟုတ်ဖောင်ဒင်းနဲ့ရေးတော့ရေးစားတဲ့ပုံရေးဆက်ကြရင်ပြန်ပြန်သွားတယ်အဲ့မှာကျွန်တော်ဟုတ်ဒီမှာကြည့်ဆရာဟုတ်ဒီမှာကြည့်ဟုတ်ဒီမှာတွေ့လားမိမိတွေပြန်နေတယ်နေရာဟုတ်ဒီမှာကြည့်ဒီလိုတနေရာမိမိတွေပြန်လာဒင်းကားနေရာကြီးအဲ့ဒါလေးပြအဲ့ဒါရှင်နဲ့ကျွန်တော်မြင့်ရကြတာဆရာကြီးအဲ့တော့မြေကြီးပေါက်ပေါက်ကြရေးရတဲ့စာကြတော့ဆရာကြီးပေတယ်အဲ့မှာဆရာတင်းနေရကျွန်တော် ဆိုင်ပြီးမျက်မှောင်ကြုတ်ကြည့်ပြီးတဲ့ပြီးတော့ကိုမောင်မောင်ခင်ဗျာပြောကျင်လာပြီးပြီလားကျွန်တော်သူ့ဘန်းပြောကိုမောင်မောင်ဟုတ်ရှေ့ရကွန်းရဆိုင်မှာတကြက်ပြန်စာချုပ်တစ်ခုပေါက်ဝယ်လိုက်ဒစီကောင်းစာချုပ်လေးပေါက်ဝယ်လိုက်ပဲပြီးရင်ခမအဲ့မှာကြီးခံဝင်ချက်ကြီးကျွန်တော်တန်လင်းမောင်မောင်ဦးဒီ ျွန်တော်ရေးသားထားသောမစိမ့်သူတို့ပြန်ကြပါသည်ဟူသည့်ဝိထုစန္ဒာမဂ္ဂဇင်းမှာပေါ်ပြပါရှိပြီးပြီဆိုပါကစာရေးသားခြင်းအလုတ်ကိုလုံးဝစွန့်လွတ်လိုက်ပြီးပြစ်ပါကြောင်းနောက်နောက်ဘယ်တော့မှစာရေးတော့မဟုတ်ပါကြောင်းဝေကံကတိပြုပါသည်ဆိုပြီးကနလက်မှတ်ထိုးအနာစာမှုရှိလာကျွန်တော်ထည့်ပေးလိုက်မယ် ဒီလိုမှမဟုတ်ပဲခမည်းစာရီဆက်ရေးအောင်မယ်ဆိုရင်တော့အဲ့ဒီမစင်းသူလူပြန်ကြပါလိမ့်လို့ခမခေါင်းထဲမှာမထားနဲ့တော့တခုတော့ရှိတယ်ခမသိမ့်တာလေပြီးတော့စာဆက်ရေးတချိန်ခမလက်ရှိတယ်ခမကိုကြုတ်သိတယ်ခမဖြစ်ကိုဖြစ်မဲ့သူတချိန်ခမအောင်မြင်တဲ့စာရေးဆရာတယောက်ဖြစ်လာတဲ့အချိန်ကြမှာအဲ့ဒီခုခမသိမ့်ထားတယ်မစင်းသူလူပြန်ကြပါလိမ့်ဝိတ္ထု ြန်ပြီးထုတ်ဖတ်ကြည့်ကျွန်တော်အဲ့လိုပြောလိုက်တယ်ခင်ဗျာအဲ့လိုပြောလိုက်တော့ကျွန်တော်ပြန်လာတာဗောနော်ဆရာကြီးပြောတဲ့အတိုင်းပဲကျွန်တော်အဲ့စာမူလေးကိုသိမ်းထားပါတယ်သိမ်းတိုင်းလည်းကျွန်တော်အဲ့မှာစာဆက်ရေးစည်းရင်းနဲ့အဲ့ဒီကပါပါပါပဲနောက်အခုလူအခုလူဖြစ်လာတယ်ဗောနော်နာမည်ရလာတယ်စာပေစုတွေပါတယ်ရလာတယ်နောက်15နှစ်လောက်ကြာတဲ့အချိန်မှာတော်တော်နာမည်ရယူစာပေစုတွေပါရယူနာမည်ရလာအချိန်တင်ကြီးကနေညံကုန်ပြောင်းတယ် တာမွေကိုပြောင်းတယ်ပြောင်းတော့ပစ္စည်းတွေပါရွှေရင်းနဲ့ကျွန်တော်မေ့နေပါအဲ့ဒီကိစ္စပစ္စည်းတွေပါရွှေနဲ့စာလာအကြီးတစ်ထည့်တာစာမှုတွေပါပြန်ထုတ်တော့မှအဲ့ဒီမဆင်းသူလို့ပြန်ကြပါသည်ဆိုမြို့တူလေးကိုသွားတွေ့တာအဲ့ဒီမှာဆရာတင့်နေကိုကျွန်တော်သတိရပါပြီဟာဒါငါဆရာတင့်နေနဲ့ဖြစ်ထားတဲ့ဟာလေးပဲဆိုတော့မင်းတင်ထားတာလေးကဝင်ဖတ်ကြည့်ဆိုတချိန်ကျဆိုအခုကြမှာအဲ့ဒါနဲ့ကျွန်တော်အဲ့ဒီစာမှုဖတ်ကြည့်လိုက်တော့ဟာစိုးအောင်တော့မဖတ်ရဘူးဗျာကျွန်တော်မှရှက်လိုက်တာ ာရေးထားမှလည်းမသိဘူးအဲ့လိုရှိပါတယ်စာရပုတ်ကကလောင်သစ်တွေကိုပြောနေတာတော့စာရပုတ်ကသူကရေးပြီးပြီးချင်းမှာအားရတာပဲဗျာဟာအားရတာပဲခုရေးထားတယ်နောက်တစ်နေ့ထပ်ဖတ်ဟာအားရနေတာပဲရေးပြီးပြီးချင်းမှာအားရတယ်အဲ့တော့ကာလာလေးတိုင်းတာတခုကြာသွားတဲ့အချိန်မှာပြန်ကြည့်လိုက်တော့အော်တစ်မျိုးဖြစ်သွားတယ်ဗျာ ြည့်စုံလဲဆိုတာမရှိပါဘူးအဲ့တော့ကိုရှိတဲ့အတိုင်းအတာလောက်လေးပဲကိုအားထုတ်နေတာဟုတ်အဲ့ဒါလေးအားထုတ်ပြီးဒီမှာနောက်ကိုမှဖြတ်ပြီးဖြည့်စည်းရတယ်ကများ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 လာပူပြည့်လာအဲ့ဒီမှာဒီဟာလေးကိုဟိုတုန်းကဟာလေးပြန်ဖတ်ကြည့်အားမရတော့ဘူးတောင်စာဆိုတာမျိုးကဘယ်တော့မှလိုက်လို့မမီနိုင်မပြီးနိုင်ပါဘူးဆရာမြတ်တန်းတင်းလို့ကြည်ပါဆရာမြတ်တန်းတင်းဟာခါဘာသာရေးအတိတ်ယူစာရေးဆရာတစ်ဖက်ကလုံလာပညာယူနေတော့မဲ့သူခင်ဗျာဆရာဘယ်တန်းနဲ့စည်စနာအမှန်တန်ကြီးတာနော်ခါတဲ့ ဟိုပြင်သစ်ဘာသာတို့ဘာတို့ကိုသူကဘာသာပြန်လို့ရှိရင်တဆင့်အင်္ဂလိပ်စာကနေသူကဘာသာပြန်ရတာဟုတ်အတ္တမျိုးကိုတိုက်ရိုက်မဟုတ်တဲ့အတွက်သူကနည်းနည်းလေးတော့ရော့သွားမှာပေါ့အဲ့လိုအဖြစ်မခံနိုင်လို့ကိုယ်တိုင်ပြင်သစ်စာတွေကိုသင်တယ်ဆရာမြတ်တန်းတင်ဟာအဲ့လိုကျိုးစားတာဆရာမြတ်တန်းတို့စေတနာဆရာမြတ်တန်းတင်စေတနာဆိုကျွန်တော်တို့ကလေကျွန်တော်ဆရာသာဝေလောကမှာဒါကျွန်တော်တကယ်ကိုရင်းပြဆရာပါဆရာမော်ဒင်အောင် ဆရာမြတ်တန်းတင့်အက်ဒီတာမှာတော့ဆရာတင့်နေရလည်းဦးဆရာပေါ့ကျွန်တော်လေးစားတဲ့ဆရာတွေမှာဆရာမြတ်တန်းတင့်ကိုကျွန်တော်ဘလောက်များအောင်နေပြီဆိုကျွန်တော်တို့ကဆရာမြတ်တန်းတင့်ရဲ့ခြေမူကဟိုဟာလေးတော့တော့မမီပါဘူးဘာလို့လဲဆိုတော့ဒီဒီဘွားရန်စပီးစ်စင်းနဲ့ငင်းချင်ရဲ့ဆိုရာကြီးကဆက်နဲ့တွဲကဘာမှာအရှိဆုံးဝိတုအဲ့ဒီဝိတုကိုဘာသာပြန်ဖို့အသာထားဆုံးအောင်ပဲ ဖတ်ဖို့ကျွန်တော်ဖတ်ခဲ့ကျွန်တော်ဖတ်နိုင်မှာမဟုတ်ဘူးကဲဒီကဘာအရှိဆုံးဝတ္ထုကြီးဘာသာပြန်ဖို့သာထနော်ဒါကြီးကိုစုံအောင်ဖတ်ဖို့စုံအောင်ဖတ်ပြီးပြီဆိုတော့ဘာသာပြန်မဲ့လူဆိုတော့နောက်တစ်ခါဖတ်ရတယ်ဖတ်ပြီးဘာလို့ရတယ်ဇာတ်ကောင်ကြီးအများကြီးအဲ့ဒါကြီးဆရာကြီးကဘယ်လိုမှတ်လဲမသိဘူးအာဒီဇာတ်ကောင်ကြီး तू မှတ်မှတ်သေးလားအဲ့ဒါကြီးကိုကြောက်အောင်ပြန်နေခင်ဗျာဆရာမြတ်တန်းတင်အမတန်စာပေလောကမှာအပြားတဲ့ဆရာကြီးတွေပါဒီလိုဆရာကြီးတွေနေရာမျိုးနောက်ထပ် ရှိဖို့လဲမလွယ်တော့ပါဘူးဒါစကားချက်လို့ဖြစ်တာပါဟိုတော့ပြတာပါအဲ့တော့နောက်ပြောသူကောင်တိတိပြောချင်တာအဲ့ဒီဟိုရေးပြီးကစားမှာတော့ကိုကူအတင်ကြီးတာလဲဟုတ်လိုက်ပြီတင်တာပဲအဲအေးစေးကျမပြန်ဖတ်ကြည့်ရင်စာထင်တော့မဟုတ်တော့ပါစာရေးဘေးဖို့ဆိုတာအမြဲတမ်းစီးပူးနေရပါတယ်ကျွန်တော်တို့လည်းအခုလိုဝင်းပိစာဆိုပေမဲ့တစ်ဖက်ကဖတ်နေရတာပါပဲ ဟိုဝန်စာပြည့်နေရတာပဲเนาะဒါပေမဲ့တခုတော့ရှိတာပဲအသက်ရွယ်လေးရတာတော့အသက်တချို့ကလူငယ်တွေကမေးတယ်ဆရာတို့ကအသက်ကြီးတော့ကဲဘာကျွန်တော်တို့ကဘာသာလဲတဲ့သူမေးတချို့တော်တဲ့လူတော်တော်ဖက်ဖက်မင်းမရှိတဲ့စာရေးဆရာလေးတွေကကျွန်တော်မေးဆရာတို့ကအသက်ကြီးတော့ကျွန်တော်တို့ကဘာပို့တာအော်မင်းအဲ့လိုမပြောနဲ့မင်းတို့ကတာကူတာတယ်ကဲဘာသာလဲဆရာပြောရမှာ ဤအတွေ့အကြုံသားတယ်ကွာအတွေ့အကြုံသားတော့အသက်ကြီးလေအတွေ့အကြုံကြီးများလေအတွေ့အကြုံသားတယ်ဆိုတော့ဟောပြောပွဲဆိုလို့ကျွန်တော်အဲ့ဒီပထမဦးဆုံးဟောပြောပွဲမှာ1984ခုနှစ်ကကျွန်တော်ရဲ့ပထမဆုံးစာပေဟောပြောပွဲဘုံကလေးမြို့မှာကျွန်တော်ဆရာအဲ့ဒါမဟုတ်စာရေးဆရာတန်နေမောင်မောင်ဦးဤဘဝအတွေ့အကြုံများကို ဆရာတန်းနဲ့မမဦး၏စာပေဘဝခရီးလမ်းအပိုင်းလေးအဖြစ်ဆက်လက်ရိုက်ကိုတင်ဆက်သွားမှာဖြစ်ပါရဲ့ရှင်။